မင်္ဂလာပါရှင်ခေတ္တ news ကနေသတင်းလေးကိုတင်ဆက်ပေးပါမယ်ရွှေကူမှာအရေးပေါ်စင်သက်တဲ့စစ်ကောင်စီရဟန်းရင်ကို KYI ထပ်မံပြစ်ခတ်ဖြန့်စည်းရဲ့အကြောင်းတင်ဆက်ပေးပါမယ်ကချင်လွတ်လပ်ရေးတပ်မတော် KYI ကမေလ20ရက်မှာပြစ်ချတဲ့စစ်ကောင်စီရဲ့ရဟန်းရင်နှစ်စီးအနက်ရွှေကူမြို့မှာအရေးပေါ်စင်သက်ခဲ့ရတဲ့ရဟန်းရင်ကို မေလ22ရက်နေ့လယ်ပိုင်းမှာကရင်တပ်မစတင်ရဲဘော်တွေကတွားရောက်တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို့ကချင်စင်ရေးသတင်းအင်းမြစ်တွေကပြောပါရယ်ဗမော်မျိုးသိန်းတိုက်ပွဲအတွင်းလက်ကျန်စစ်ကောင်စီရဲ့အမှန်23စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်စကားက21ကိုစစ်ကူလာပေါ်ရယ်ရဟယင်3စီအနက်2စီကိုကရင်ကပြတ်ခတ်ခဲ့ရာဒစင်းကရွှေကူမျိုးနဲ့15မိုင်ခန့်ကွာမှာပြတ်ကျခဲ့ပြီးဒစင်းကရွှေကူမျိုးကိုအရေးပေါ်ဆက်တက်ခဲ့ရတယ်လို့ဆိုပါရယ် မနေ့ကရွှေကူမြို့ခလာရ56မှာသွားစင်းတဲ့ရဟန်းရင် MISMT ကိုဒီကနေ့ညနေပိုင်း2နာရီကျော်ကျော်လောက်မှာ KIA တပ်မ71အဖွဲ့တွေလက်နက်ကြီးနဲ့ပစ်သွားတာရဟန်းရင်အကုန်လုံးပျက်စီးချိန်မှသွားပါပြီ။အဲ့ဒီမှာရဟန်းရင်ကိုကာပါလုထားတဲ့တန်ချက်က20စီးရှိတဲ့ truck က20စီးရှိတဲ့၄စီးပေါ့။အဲ့ဒါလည်းတော်တော်ပျက်စီးသွားတယ်ရဟန်းရင်ကတော့ရစရာမရှိတော့ဘူးအကုန်လုံးချိန်မှသွားပြီလို့ကချင်းစည်ရေးတရင်ရှင်မြစ်ကပြောပါရယ်။ရွှေကူမြို့မှာရေးပေါ်စင်တက်ခဲ့ရတဲ့ရဟန်းရင်မှာထိမှန်ပျက်စီးပြီးပြန်တန်းနိုင်ခြင်းမရှိတော့တဲ့အခြေအနေမှာ KIA ကထပ်မံသွားရောက်တိုက်ခိုက် ခဲ့တာဖြစ်တယ်လို့ဆိုရပါတယ်။အစိုးရရဟန်းရင်ကိုထပ်မံတိုက်ခိုက်မှုအခြေအနေနဲ့ပတ်သက်ပြီးကရင်ရီသတင်းပြန်ကြားရေးဌာနတာဝန်ခံဘူမူကြီးနော်ဘူထန်ဆက်သွယ်မိမြန်ရကျွန်တော်လေးကြားပါရခင်ဗျာအခြေအနေတွေသတင်းချက်လက်တွေပြည့်ပြည့်စုံစုံမရသေးတော့အတိမပြုတ်မပြောသေးတာပါသတင်းကစောင့်ကြည့်ရမှာပါကြားတော့ကြားပါတယ်မှန်တော့မှန်လောက်ပါတယ်ဒါပေမဲ့ပြည့်စုံမှုမရှိလို့တရားဝင်မပြောတာပါလို့ပြောပါတယ် KIA အနေနဲ့ရဟန်းရင်နစည်းထိမှန်အောင်ပြတ်ခတ်နိုင်မှုကိုဘူမူကြီးနော်ဘူကအတိပြုထားပါတယ်တော်တွင်ပြတ်ကြတဲ့ရဟန်းရင်ဒီမှာစစ်ကောင်စီဘူကြီးတော်ရဲ့အလောင်းကိုတွေ့ရှိထားအောင် ်ရွှေကူမြို့မှာရေးပေါ်ဆင်းတဲ့ရဟရင်ကလည်းခီးဆက်နိုင်ချက်မရှိပဲရွှေကူမှာပဲရှိနေစေဖြစ်ကြောင်းဘုံမူကြီးနော်ဘူးကမေလ22ရက်နေ့လယ်ပိုင်းမှာပြောပါတယ်။ ဆလာဘီတမဟာခုနှစ်နယ်မြေတောင်ရင်မြေအခြေဆိုင်စစ်ကောင်စီတပ်စခန်း၈ခုလုံး KNU သိမ်းပိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။အောင်ပွဲရတပ်ဖို့ဘုံတမှုများရဲဘော်များကိုဒီကနေ့ဂုံပြူတယ်လို့သိရပါတယ်။ကရင်မျိုးသားစည်းရုံး KNU တမဟာခုနှစ်နယ်မြေထိုင်းမြန်မာနယ်စပ်တောင်ရင်မြေအခြေဆိုင်စစ်ကောင်စီတပ်စခန်း၈ခုကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း KNU ဗဟိုကထုတ်ပြန်ခဲ့ပြီးတိုက်ပွဲဝင်တပ်ဖို့တမှုများနဲ့ရဲဘော်ရဲဘက်တွေကိုမေလ22ရက်မှာဂုံပြူခန္ဓာကျင်းပခဲ့ပါတယ်။တမဟာခုနှစ်အတွင်းရှိတောင်ရင်မြေအခြေဆိုင်တဲ့စစ်ကောင်စီတပ်စခန်း၈ခုလုံးကို၂၀ 2024ဒီဇင်ဘာလ16ရက်နေ့မှ2025မေလ19ရက်ဒီ9လအတွင်းတိုက်ခိုက်သိမ်းပိုင်နိုင်ခြင်းဖြစ်ပါတယ်။ထိုင်းမြန်မာနယ်စပ်ရှိမော်ဖိုခီမော်ဖိုခီစခန်းပြင် မော်ဖားတူတာလေတခေါပီကွေပုလူတူခလဲတီမော်ကွီးလူနဲ့လေးဝါစတဲ့စစ်ကောင်စီခြေကုပ်စခန်း၈ခုကိုသိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။တိုက်ခိုက်မှုကိုကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL တပ်မခွနဲ့စစ်ဆေးကုကံမှုလက်အောက်ရှိတရင်20နှစ်တရင်မှုဦးဆောင်ပြီးကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL ကရင်မျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO တပ်ဖို့တပ်မှုများနဲ့ရဲဘော်ရဲဘ က်များမှတိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်တယ်လို့ဖော်ပြပါရယ်အဆိုပါတပ်ဖို့တပ်မှုများရဲဘော်ရဲဘက်များမှတိုက်ပွဲများတွင်စွန်းစွန်းတက်မှတိုက်ပွဲဝင်ပြီးစကမ်းများသိမ်းပိုက်နိုင်မှုကြောင့်တောင်ရင်မြင့်ပြီးရှိရွာသူရွာသားများအကြောက်တရားကင်းလွတ်စွာနှင့်လွတ်လပ်စွာသွားလာပြီးလောက်ကင်စားတောက်နိုင်ပြီဖြစ်ကြောင်းထုတ်ပြန်ပါရယ်ဒါကြောင့်ဖယံခရိုင်တက်မခွနေရှိတာဝန်ရှိကောင်းဆောင်များဘ ਹੁ နှင့်ဖယံခရိုင်ကရင်အမျိုးသားစီယုံ WHO ဒေသခံရွာသူရွာသားတွေကစခန်းသိမ်းတိုက်ပွဲများကိုရဲစွမ်းတတိနဲ့စွမ်းစမ်းတမန်တိုက်ပွဲဝင်ခဲ့ကြတဲ့တပ်ဖွဲ့တပ်မှုများနဲ့ရဲဘော်ရဲဘက်များကိုကွန်ပျူတာအစီအစဉ်ကိုဒီကနေ့ပြုလုပ်ခဲ့တယ်လို့အသိပေးပြီးကွန်ပျူပွဲရုပ်သံမှတ်တမ်းကိုဖော်ပြပါရယ်။အဲ့ဒီရုပ်သံမှာအောင်ပွဲရရဲဘော်များကိုပြည်သူများကပန်းကုန်းစိုးကြိုးစိုးကွန်ပျူတာကိုတွေ့ရကြောင်းသတင်းမှာဖော်ပြပါရှိပါရယ်ရှင်။ သွေးကြီးဆိုတဲ့စောင်းပါတင်ဆက်ပေးပါမယ်။နိုင်ငံတော်မှာစည်ရေးလှုပ်ရှားမှုအရှင်ဟုံများကိုနှစ်ဖက်စလုံးမှစတင်အရှင်မြင့်လာပြီးဖြစ်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရမှကြီးညာထားဝင်ဖြစ်တဲ့အထွေထွေထိုးစစ်ကြီးဖြစ်လာပါကပြည်သူများတနိုင်တဲ့ဘက်ကပါဝင်ကြဖို့88မျိုးဆက်ကောင်းဆောင်ဦးမင်းကိုနိုင်ရဲ့တိုက်တွန်းချက်ထွက်ပေါ်လာခဲ့ပါတယ်။ ပြည်သူ့ဘက်တော်သားတော်လိုင်းဖွဲ့တွေကလည်းကချင်ရခိုင်ကရင်နဲ့နိုင်ငံအလဲပိုင်းမှာအရှိန်မြင့်တိုက်ခိုက်နေပြီဖြစ်ပါတယ်။မေလာ၁၈ရက်နေ့မနက်တနာ48မိနစ်မှာတောင်ငုံမြို့ကေတုမတီလီတက်စခန်းကိုတရားခွင်နှမမရှော့တိုက်တုံး၁၁လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရာရှစ်လုံးအောင်မြင်စွာတရားပောက်ကွဲခဲ့ပြီးလီတက်အရာရှိဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူ၂ဦး၊ဗိုလ်ကြီးအဆင့်ရှိသူ၂ဦး၊လေအုပ်အပါဝင်အခြားအဆင့်စစ်တီ၆ဦးစုစုပေါင်း၁၀ဦးသေဆုံးခဲ့ကြောင်းသိရပါတယ်။ကရင်ပြည်နယ်တန်တောင်ကြီးမြို့နယ်ဘေးအနောင်တပ်မျိုးရှိတပ်စုမှုတပ်ခွဲမှုတရင်မှုတွေကိုတနန်းနေ့ပြင်းနေ ရဲ့စစ်ကောင်စီရဲ့တမ်းမြင့်တိုက်ခိုက်ရေးတန်းတန်းချောင်းကိုမနေ့ကမနက်9:30မိနစ်မှာတရားခုနှစ်မှမှရှုပ်ထိုက်တုံး၅လုံးနဲ့ပြစ်ခတ်တဲ့အနက်၄လုံးအောင်မြင်စွာပြစ်ခတ်နိုင်ခဲ့ကြောင်း Brave Warrior for Myanmar BWM ဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။ဒါအပြင် Jet Fighter လင်းရင်နဲ့စီး Y8 လင်းရင်တစီးတို့ထိခိုက်ပျက်စီးခဲ့ပြီးလေတပ်အတွင်းရှိ Drone ကိုတော်မီးလောင်ပျက်စီးကလေတပ်အတွင်းပျက်စီးတဲ့ပူဆောင်လုံးတွေရင်အချို့လေတပ်အတွင်းရှိလေတပ်စစ်တီများနားနေဆောင်တလုံးလင်းရင်ပျက်စီးကိုတော်နှလုံးတို့ထိခိုက်ပျက်စီးခဲ့ကြောင်း၎င်းတို့စုံစမ်းအတည်ပြုနိုင်ခဲ့တာတွေကိုပူပေါင်း က်ခတ်ရံမှာပါဝင်ခဲ့တဲ့ BWN ကသတင်းဌာနကိုပြောပါရတယ်။ ရခိုင်တပ်တော်ကလည်းရခိုင်ယူမကိုကြော်ပြီးအရာရီတိုင်းတွင်ထိုးစစ်တိုးမြင့်လာရာတိုက်ပွဲများကအင်ကပူမျိုးနှင့်ကွင်းကောက်ကျေးရွာထိရောက်ရှိလာပြီဖြစ်တဲ့လေးမျက်နှာမျိုးနှင့်အတွင်ရှိကျေးရွာများပြားကိုသိမ်းပိုက်ထားပြီဖြစ်တဲ့အေအေနဲ့ PDF ပူပေါင်းတပ်တွေကရခိုင်ယူမတလျှောက်ခြေကုပ်ယူထားပြီဖြစ်ပြီးကြံခင်းမြောင်သွားလမ်းများကိုချင်းချောင်လာပြီဖြစ်တဲ့ပသိမ်မုံရွာလမ်းတလျှောက်မှာလည်းတနေ့ဆယ်မိုင်နှုန်းနဲ့နေမြေဆုံးမှုမှုရနေပြီလို့ဒေသခံတွေကသတင်းဌာနကိုပြောပါရယ်ရေကြီးငတိုင်းချောင်းတာပေါင်းလေးမျက်နှာအင်ကပူမြန်အောင်မျိုးများထိထိုးစစ်ဆင်လာနေပြီဖြစ်တဲ့ကချင်ပြည်နယ်ဖားကန်တန်းရ ရကာမိုင်းလမ်းပိုင်းရှိတရားညီနောင်နှင့် KIA PDF ပူးပေါင်းတပ်တွေနှင့်စစ်ကောင်စီတပ်အကြတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီဘက်ကတည်တဲ့သူတွေဒဏ်ရာရတဲ့သူများပြားနေပြီးလက်နက်ခဲယမ်းချို့လည်းတင်းဆဲရရှိထားတယ်လို့သိရပါဗျ။ထိုင်းမြန်မာနယ်စပ်စစ်ကောင်စီရဲ့မော်ဖိုကီစခန်းကို KNL ပူးပေါင်းတပ်တွေကစတင်တိုက်ခိုက်နေပြီးပြည်သူတရားဝင်ကျင်ထိုင်းနိုင်ငံဘက်ကိုစစ်ပီးတင်းရှောင်နေတယ်လို့ဆိုပါဗျ။ မင်းအောင်လိုင်းကတရုတ်သမ္မတရှီချင်းဖြင့်လည်းတွေ့ခွင့်ရသွားပြီဖြစ်ပြီး၎င်းတို့ကြားခေါင်းမော်ရှင်ကော့ဖြစ်လာပြီးမေလစနီယမစတင်ပြီးစစ်တိုင်းမှုများနေပြီးတော့ရှိစစ်ဗိုလ်ချုပ်များနဲ့ဇက်တိုက်ဆိုသလိုခေါ်ယူစည်းဝေးနေပြီဖြစ်ပါတယ်။ရွှေကောက်ပွဲကိုလည်းဒီဇင်ဘာတတိယဘက်နဲ့စတုတ္ထဘက်ဇန်နဝါရီပထမဘက်နဲ့ဒုတိယဘက်တွေမှာလေးတုပ်ခွဲပြီးပြုလုပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။အဒီမပြုနိုင်သေးတဲ့သတင်းညားဇူလိုင်လတက်တန်းတိုးရမယ့်အချိန်မှာဂျားကာလာအစိုးရဖြင့်အမြင့်ပြောင်းဖို့ပဲရှိနေတာဖြစ်ပါတယ်။ရွှေကောက်ပွဲနဲ့ပတ်သက်ပြီးမဲဆန္ဒနယ်မြေတွေမြည်တို့မြည်ပုံတတ်မှတ်မယ်အစရှိရဲ့လှုပ် ုံးလုံနည်းများကိုကြီးညာခြင်းမျိုးမရှိသေးပါဘူး။၎င်းတို့ရဲ့ဖဲသုံးချက်ရွေးကောက်ပွဲမှာပါဝင်ကြမယ်။ထိုးသားတွေကလည်းရွေးကောက်ပွဲကိုလူထုကသပိတ်မောင်းမှာကိုစိုးရိမ်မကင်းဖြစ်နေကြောင်းအရှိန်မို့ထုတ်ဖော်ပြောဆိုလာပါတယ်။ဒါကစစ်တပ်တွေကိုလူထုကိုမင်းယုံနဲ့တနက်ပြပြီးအတင်းအကျပ်ဆွဲသွင်းဖို့လိုကြောင်းသတိပေးလိုက်ခြင်းသာဖြစ်တယ်။ဒီလိုမဟုတ်ရင်ငွေကုန်လူပင်ပန်းဖြစ်တာကအဖက်တင်တော့မယ်။ဒါပေမဲ့ရှမ်းနယ်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌကတော့ဒီမိုကရက်တစ်လိုအမြင်ခံထားတော့လေရွေးကောက်ပွဲမှာလူတအုပ်မဲလာပြီးလဲအထမြောက်တယ်လို့ပြောလာခဲ့ပါတယ်။ ၎င်းတို့အားလုံးကရွှေကောက်ပွဲလုံးလိုက်တာနဲ့တိုင်းပြည်ရဲ့နာလာရှင်ယောဂကြီးကနေချင်းညာချင်းတက်တာသွားမယ်လို့ယူဆနေတယ်။ဒီလိုယူဆခြင်းမှလည်းအကြောင်းများရှိနေတယ်။လူထုရဲ့စိတ်ထဲမှာဒီမိုကရေစီစနစ်ကြီးပေါ်ထွက်လာပါဘကောလို့ဆိုပြီးတော်လန်သူများကိုကြောခိုင်းလာကြတော့မယ်စစ်တပ်ကိုထောက်ခံလာကြတော့မယ်ဒီလိုနဲ့လူထုထောက်ခံမှုကြာဆုံးသွားတဲ့တော်လန်ကတဖြည်းဖြည်းနဲ့မိစာကုံရှိခံဖြစ်သွားမယ်လို့တွက်ဆထားပြီးဖြစ်တယ်။တရုတ်ကလည်းအခြားနည်းလမ်းမရှိတော့မယ်အတူတူစမ်းကြည့်တဲ့နယ်လို့ခံယူထားပါတယ်။ကြံဖို့ကလွယ်ပြီးကြံ55ပါတီကရွှေကောက်ပွဲမှာတဆင့်တိုင်း ပြည်အာဏာကိုရလာကြမယ်။၎င်းတို့ကိုယ်တိုင်လက်ရှိအချက်တွေကြီးကိုစိတ်ကြိုက်ဖြည့်ရှင်းနိုင်မယ်လို့ယူဆထားခြင်းမရှိ။ဖြည့်ရှင်းခွင့်ရတဲ့ဆိုအောင်ခေါင်းဆောင်မှုအရေးအချင်းပြေဝသူလူတို့ရဲ့ယုံကြည်ကိုးစားခံရသူတအုပ်တလီများတောင်ပါဝင်နေခြင်းမရှိ။စစ်တပ်ရဲ့စင်တင်ရုပ်သိမ်းများဖြင့်လွတ်တော်တဲ့မြည်သူများဖြစ်လာမှာမဟုတ်။ဟိုအဆိုတင်ဒီအဆိုတင်နဲ့ကပြအသုံးတော်ခံသွားကြမယ်သူတွေဖြစ်တာကိုလည်းကောင်းစွာသဘောပေါက်ထားကြပြီဖြစ်တဲ့ဒီလိုလောက်ခွင့်လင်ရဖို့ကလည်းရွေးကောက်ပွဲတကယ်တမ်းလှုပ်ဖြစ်မှသာဖြစ် စေအောင်စုကိုကူညီဖို့အတွက်သာဖြစ်လို့မလုံဖြစ်လဲအရေးမကြီးလားလို့ခံယူထားပြီဖြစ်ပါတယ်။အခုပဲကျန်းဖို့ပါတီကောင်းဆောင်ပိုင်းကတိုးတိုးတိတ်တိတ်နဲ့သတိဝိရိယကြီးစွာတွာလာနေကြပြီဖြစ်တယ်လို့လူမှုကွန်ရက်မှာထုတ်ဖော်ပြောဆိုလာပါတယ်။မင်းအောင်နိုင်ကိုရိုင်းနိုင်ငံအတွင်းလွတ်လွတ်လပ်လပ်သွားရတဲ့နေမျိုးတွေက16ရာခိုင်နှုန်းသာရှိတော့တယ်လို့မြမကြီးအကြံပေးကောင်စီမှာတွက်ချက်ထုတ်ပြန်ထားပြီဖြစ်ပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့အင်ကာဘုံမြို့နယ်မဲဆလီကုန်းမှာ AA နဲ့ PDF ပူးပေါင်းတပ်တွေကိုခုခံဖို့စစ်တင်နှံပေးနေပြီးစီးပွားရေးလုပ်ငန်းရှင်များထံမှတအုပ်လင်3သိန်းအိမ်နောက်စုတစုလင် င်တပ်သောင်းစစ်တပ်ကကောက်ခံပြီးမဲဆလီကုန်းကိုခန်းစစ်မျိုးအဖြစ်အသွင်ပြောင်းနေကြောင်းတင်ဆက်ပေးပါမယ်။အေယာရီတိုင်းအင်ကဘူမျိုးနဲ့မဲဆလီကုန်းမျိုးမှာ EA နဲ့ PDF ပူးပေါင်းတပ်တွေဝင်ရောက်လာပါကခုခံကာကွယ်ရေးစစ်တနန်းပေးဖို့စစ်ကောင်စီကပြင်ဆင်နေပြီးစီးပွားလုပ်ငန်းရှင်များထံမှတအုပ်လင်သုံးသိန်းအင်အားစုတစုနဲ့တပ်သောင်းစစ်တပ်ကကောက်ခံလျက်ရှိကြောင်းမဲဆလီကုန်းမျိုးမှာပြည်သူများကတရင်ထဏာကိုပြောပါတယ်။